ေအော်ရီတိုင်းဒေသကြီးမြန်အောင်မြို့နယ်တွေကစပားစိုက်ခင်းတွေပျက်စီးတာကြောင့်လယ်သမားတချို့ကစိုက်ပန့်ချင်းငွေကိုအချိန်မီပြန်ဆိုင်နိုင်မှုအခက်အခဲရှိနေပါတယ်။ဒီသတင်းကိုတော့ဥကိုကိုကြီးကပေးပို့ထားတာပါခင်ဗျာ။နိုဝင်ဘာလ၂ရက်နေ့ကမြန်အောင်မြို့နယ်ပေါကုံးလုံးကြီးရွာမှာလယ်သမား60ကျော်စုပေါင်းပြီးနေမြေကန်တင်းနှောက်တွေကိုသူတို့စပားအထွက်နေလို့အခက်အခဲတွေရှိနေတဲ့အကြောင်းတွေကိုရှင်းပြရင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ဘာတို့ကတလောက်42ပြားတို့ သူတို့ကဒီဖေဖော်ဝါရီလအတွင်းကိုဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပြည်သူရှိတဲ့လူတွေကိုငါချေးရမယ်ချေးရငါးချက်တူချေးရတယ်တလတလပေါ်မှာငိုတရားမှာကျွန်တော်ကလေးချက်နဲ့58ပြားကျွန်တော်နားတယ်အဲ့ဒီလူသားကျွန်တော်ကဆက်ရမယ်ဆိုရင်ကျွန်တော်လေမှာညံ့တာသွားပြီဘယ်လို့မှမရတော့လေရောင်းရမလားငွားရောင်းရမလားစက်တီပဲရောင်းရမလားမသိဘူးသူကဒီစဘာပေါ်မှာ စပားစီနဲ့စပားနဲ့လုံလောက်စွာရမှာနှစ်စဉ်နှစ်တိုင်းကျွန်တော်တို့အကြေးလဲသတ်မှတ်ထားတဲ့လောက်ဆက်ခဲ့ပါတယ်။ဒါမှလည်းဒီနှစ်အတိုင်းတာနဲ့ဆိုတော့ကျွန်တော်တို့ကတော်လိုက်ခဲ့တွေ့တယ်နိုင်ငံတော်ကလည်းဒီချင်းငွေထားတဲ့စပြုဗန်စိတ်ကိုလည်းသူကလာဖေဖော်ဝါရီသတ်မှတ်ထားပြီးမြတ်ဘက်ကိုရှုဆိုင်ပြည့်စုံချင်ပါတယ်။ မိုးကောင်ရရှာမှုတွေကြောင့်2014ခုနှစ်မိုးရသည်စိုက်ပျိုးတဲ့လေတော်တော်များများပျက်စီးခဲ့ပြီးရိတ်သိမ်းဖို့မလိုလောက်အောင်ကိုစဘာမထွက်တဲ့အခြေအနေကိုလယ်သမားတွေရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒီနေ့မျိုးဆိုရင်ဒါဒါတော့ခွရအောင်အခုလိုစဘာအထွက်နေတဲ့လေတွေကတော့မြောင်မှုနယ်တဲကပေါကုံးစုံကတ်ခိုလေတူကျွဲတဲကုံကစုံးကုံတခုတ်ကွင်းအိုးဘုံနဲ့ငပိစိတ်ကြီးရောအုပ်စုတွေက ဖြစ်ပြီးမိုးစဘာဆိုင်ကတောင်း6000ဝန်းကျင်ရှိပြီး စိုက်ပျိုးရေးချင်းွေအတွက်မြမစိုက်ပျိုးရေးဘဏ်ကစက်သိန်း1400လောက်ထုတ်ချီထားတယ်လို့သိရပါတယ်။ပောက်ကွန်သုံးအုပ်စုပိုင်းတွေကမြေက1126အေကာမိုးစဘာဆိုင်ရှိပါတယ်။အဲမိုးစဘာဆိုင်မှာမှကျွန်တော်တို့ခုတက်ငယ်တက်ငယ်ဆိုတာရွှေဘာတုံးတို့မနောဒုက္ခတို့ပေါ့နော်။အဲ့ဒါတွေကတော့ဒီမှာအထွက်နှုံးရော့မယ်ပေါ့။အထွက်နှုံးနှစ်စင်တဲ့ဆိုင်အများကြီးရော့မှာပေါ့နော်။ခုဒဇင်လောက် area ကတော့ကျွန်တော်တို့ခု603အေကာလောက်ရှိတယ်။တဝက်ကြော်ကြော်လောက်ပေါ့နော်။ အဲ့ဒါအဲ့ဒါတွေကမထွက်နိုင်တော့ဘူးမိုးလိုမိုးခေါင်ကြောင့်ပျက်စီးနိုင်ပျက်စီးဆုံးဆုံးနိုင်တဲ့အိမ်ကအဲ့တွေ့ရမအောင်မိုးခေါင်ရေရှားမှုတွေကြောင့်မိုးစဘာပျက်စီးတာအပြင်စောင်းတိနိုင်ဆိုင်ပြုတ်ဖို့အတွက်ပါအခက်အခဲဖြစ်နေတယ်လို့လယ်သမားတွေကပြောပါတယ်ဒေသခံလယ်သမားတွေရဲ့အခက်အခဲတွေကိုတက်ဆိုင်ရာအာဏာပိုင်အစစ်အစစ်ကိုတင်ပြထားပြီးအခုထိဘာမှအပြေမထွက်သေးဘူးလို့သိရပါတယ်ကျွန်တော်တို့လူပြီးခဲ့တဲ့လဘ30တင်းနေ့ဟိုဆယ်လပိုင်းလဘကကျွန်တော်မြို့နယ်အုပ်ချုပ်ဝန်ကြီးပေါ့အဆင့်ကျွန်တော်တို့ဒီက900ခန့်ဒီမိုးလိုမိုးခေါင် ဒီကောက်ကျွန်တော်တင်ပြထားကျွန်တော်စာနဲ့ပဲတင်ပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာမှပြန်မပြောဘူးမြန်မာနိုင်ငံတောင်လုံးလယ်သမားအသင်းကတော့မိုးစဘာစည်းကထုတ်လုပ်မှုကုန်ကျစရာမချဖို့အတွက်စဘာတင်းတရာကိုကျပ်3သိန်းခွဲနှုန်းနဲ့ဝယ်ယူဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်မြောင်အောင်မြို့နယ်ထဲမှာတော့အစ်စ်ပေါ်လာတဲ့မိုးစဘာကိုဝယ်လက်နှဲနေသေးတယ်လို့လယ်သမားတွေကပြောပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ